ာနတ်ပြစ်ခတ်သောမိဆက်လက်နက်ကိုကာတတ်နိုင်သောယုံကြည်ခြင်းတည်ဥသောလွှာယုံကြည်ခြင်းတိုင်းလွှာကိုပြောတာဖြစ်တယ်ယုံကြည်ခြင်းတည်ဥသောလွှာကိုလည်းခတ်သိမ်းသောလက်နက်တို့အပေါ်မှာထပ်ဆင်းယူဆောင်ကြလောယုံကြည်ခြင်းရှိလားအကုန်ရှိတယ်ခရစ်တော်ယုံလားယုံတယ်သစ္စာရှိလားလုံးဝမရှိဘူးလိမ်ကလားမမင်းနဲ့ပြီးရင်ဖြောင့်မတ်ခြင်းခံယူထားလားလုံးဝမတွေ့ရအောင်အင်းဝင်ကလေးဟောတာမဟုတ်ဒါဆိုရင်ခုနကကျွန်တော်ဖတ်ခဲ့တဲ့နှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးကျွန်တော်လွှဲနေပြီ။ဘာကြောင့်လဲ ခတ်သိမ်းသောလက်နက်တို့အပေါ်မှာထပ်ဆင်းယူပါတဲ့အာမင်ဆိုတော့တခြားလက်နက်တွေမဝစ်နဲ့မပြောတော့ဘူးအဲ့ဒါလည်းဝစ်ပါဒါပေမဲ့ယုံကြည်ခြင်းတိုင်းလွားကိုခတ်သိမ်းသောလက်နက်တို့အပေါ်မှာထပ်ဆင်းယူပါတဲ့ယုံကြည်ခြင်းဆိုတာစိတ်ထဲမှာပဲရှိပြီးတော့လေပေါ်မှာတိုက်ဆောင်နေတာလုံးဝမဟုတ်ဘူးယုံကြည်ခြင်းဆိုတာတက်တည်ပြလို့ရတဲ့အရာအဆိုင်ခဲအဖြစ် substance ကင်တွယ်လို့ရတဲ့အရာပြောချင်တာဒီလောက်အထိကို ပြောထားတယ်။ဘာကြောင့်လဲဆိုတော့ယုံကြည်ခြင်းရှိတဲ့အခါမှာ ဖျားစိတ်တော်တွေ့တယ်။သောမကဘာလို့လဲဆိုရင်သခင်ယေရှုခရစ်တော်နဲ့၃နှစ်၃ပုံလက်တွဲခဲ့တဲ့တပည့်တော်တယောက်ဖြစ်တယ်။တပည့်တော်၁၂ပါးတည်းကတယောက်ဖြစ်တယ်။ဆိုတော့သခင်ယေရှုရဲ့လောက်ခဲ့သမျှနမိတ်လက္ခဏာတွေလူနာကိုကြမ်းမာစေတဲ့အရာမျက်စိကန်းတဲ့သူကိုမြင်စေတဲ့အရာလူသေးကိုရှင်စေတဲ့အရာအကုန်လုံးမြင်တယ်။သို့တော်သခင်ယေရှုအသေးခံတဲ့အခါမှာပြန်လဲရှင်ပြန်ထမြောက်မယ်ဆိုတဲ့အရာသူလုံးဝအဲ့ဒီအရာကိုသူ့ရဲ့ တဘာဝကြကြအုံနှောင်းနဲ့မစင်စားနိုင် သူမိသွားတာတခုရှိတယ်ဗျာမသိလားဖခင်ဟာတဘာဝမကြဘူးဘာလို့လဲတဘာဝလွန်ဖခင်ဖြစ်တယ်ဟာလေလုယာသခင်ယေရှုကိုမြင်ဘူးလားမမြင်ဘူးဒါမဲ့ယုံလားယုံနေဒါဆိုရင်သောမတ်ကိုပြောချင်တာလားအခုကျွန်တော်တို့ကိုပြောချင်တာလားကျွန်တော်တို့ကိုပြောချင်တာပေါ့ဒီနေ့နှုတ်ကပတ်တော်ထဲမှာမြင်မပဲယုံမဲဆိုတဲ့အဖွဲ့ရှိတယ်အဲ့ဒါယုံကြည်ခြင်းမဟုတ်ဘူး ်ဘာလို့လဲယုံကြည်တဲ့အရာမှပဲမြင်ရတာအာမင်တချို့ကတော့မြင်မှပဲယုံမယ်ဖခင်ကတော့မဟုတ်ဘူးယုံကြည်ရင်မြင်ရမယ်အဲ့ဒီဒိုင်းလွားကနော်15ပေါင်လောက်လေးတယ်လို့ပြောတဲ့အခါမှာတော်တော်လေးတယ်ရာဒါအီးလေးကင်ထားဒါလေးကင်ထားရတယ်လမ်းလေးရှောက်ရတယ်အဲ့ဒီအချိန်မှာရင်းအောင်တစားတွေရောတန်ခမောက်တွေရောစဉ်းစားကြည့်စစ်သားတယောက်ကဒါမဲ့ဒါအီးကင်ထားတဲ့အခါမှာ तू ဟာမလေးပဲနေမလား ဒါအိုက်ကင်ထားတဲ့အခါမှာသူ့လက်ကမကြမကြကြအောင်သူခဏခဏပြန်ပြီးမဆွဲတင်ရပဲနေမလားဆွဲတင်ရတာဗောမားရတာဗောဘာကိုပြောချင်တာလဲယုံကြည်ခြင်းမှလေအကျင့်နဲ့တွဲဖို့လိုတယ်ယုံကြည်ခြင်းမှလေသင်ရဲ့လှုပ်ဆောင်ချက်သင်ရဲ့အကျင့်နဲ့လှုပ်တဲ့အရာလိုတယ်ပြောချင်တာကဘာကိုပြောချင်တာလဲ အကျင့်နဲ့ကင်းတဲ့ယုံကြည်ခြင်းအသေးဖြစ်တယ်လို့ကျမ်းစာထဲမှာဒီနေ့ပြောထားတယ်။သေးငယ်တဲ့အရာနဲ့စတင်ပြီမယ်။ဒီနေ့နှလုံးသားဆိုရဲမြေထဲမှာ မြုပ်လိုက်တဲ့အခါမှာကောင်းသောမြေအဲ့ဒီနှလုံးသားဟာကောင်းသောမြေဖြစ်နေတယ်ဆိုရင်အဲ့ဒီမုံညင်းစိတ်ဟာကြီးထွားမယ်။တနည်းအားဖြင့်သေးရဲ့ယုံကြည်ခြင်းဟာကြီးထွားကြီးထွားလာတာဘလောက်ကြီးထွားလာလဲဆိုရင်ငှက်တည်းအများကြီးလာနားလာတော့လက်အောင်သားကောင်းနေလူတွေကအဲ့ဒီမှာအရေးခိုနိုင်လောက်အောင် ြီးမားတဲ့အရာဖြစ်လာလိမ့်မယ်ဒီရက်လွှားနဲ့ရန်သူကိုရိုက်ရတဲ့အချိန်ရှိတယ်။ကာတဲ့အချိန်ရှိပေမဲ့တွန်းလှန်ရတဲ့အချိန်ရှိတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ယုံကြည်ခြင်းကလေရန်သူကိုတွန်းလှန်ဖို့ အရာဖြစ်တယ်။ဟာလေလုယာ။ဒါရှေ့ခေတ်စစ်တိုက်တဲ့အခါမှာသူတို့သုံးတဲ့အရာလေးဖြစ်တယ်။ဆိုတော့အထူးသဖြင့်သူတို့မြို့ရိုးတွေကိုချင်းကပ်လာပြီးဒီမြို့ရိုးကိုဖြူဖြတ်တော့မယ်၊တက်တော့မယ်ဟေးလုတဲ့အခါမှာမြို့ရိုးပေါ်ကနေသူတို့လန်နေနဲ့ပြစ်မယ်၊မြားတွေနဲ့ပြစ်မယ်၊မီးတွေနဲ့ချမယ်။နော်အဲ့ဒီမှာကြောက်ခဲတွေနဲ့ပေါက်မယ်။အဲ့လိုလုပ်တဲ့အချိန်မှာမလုပ်ရလဲဆိုတော့စုပေါင်းရတယ်။နော်အဲ့ဒီမှာ keyword တော့ချက်ကပါလဲဆိုတာစုပေါင်းခြင်းစုပေါင်းပြီးတော့အဲ့ဒီ ဒိုင်းလွားနဲ့အားလုံးကိုကာထားမယ်ဆိုရင်အမြဲတမ်းအောင်မြင်ခြင်းရှိတယ်။ဒါကြောင့်မလို့စုပေါင်းခြင်းဒီလိုမျိုးကျွန်တော်တို့ဒီအားလုံးပေါင်းလာတဲ့ယုံကြည်ခြင်းဟာအယံခိုင်ပါတယ်ဆိုတော့သိစေချင်တယ်။ဒီနေ့ဖះကိုတိလာလေးလေးတယောက်နဲ့တယောက်ညီညွတ်လာလေးကိုယ့်ရဲ့မာနတွေကိုယ့်ရဲ့ဆန္ဒတွေချလာနိုင်တဲ့အခါမှာအတင်းတော့ဒီနေ့ပတ်ဝန်းကျင်ကျွန်တော်အောင်မြင်တဲ့အရာတွေကိုတွေ့ရတယ်။ကျွန်တော်တို့ဒီဖះရဲ့ကိုယ်အင်္ကာတွေဖြစ်တဲ့အခါမှာတမန်တရားလိုတယ်။တမန်တရားပဲလား။ No မြတ်တာစိတ်ရှိဖို့လိုတယ်ကြီးပွားဖို့လိုတယ်ဘုရားကကျွန်တော်တို့ယုံကြည်ခြင်းကိုမုံညင်းစေးလောက်ပဲစပေးထားပြီမယ်အဲ့ဒီကနေတဖြည်းဖြည်းတစ်ပင်ကဲသို့ကြီးထွားတဲ့အရာတိဘုရားမျှော်လင့်နေတယ်ဆိုတာကိုသိစေချင်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့တသက်မှာယုံကြည်ခြင်းတိုင်းလွတ်ကိုင်းတယ်ဘာဟုတ်ကိုင်းတာလဲကာကွယ်ထားတယ်ဘလို့လဲတယောက်ထေးလာမဟုတ်ဘူးလာခဲပေါင်းမယ်ယုံကြည်ခြင်းနေပေါင်းတဲ့အခါမှာဒီနေ့အဲ့ဒီရဲ့ခံတက်လေးကိုတွေးတွေးလိုက်မယ်တခါလေးလေး ီခန္ဓာလေးကိုကြည့်တဲ့အခါမှာလက်မြောက်ထားရတဲ့လူရှိတယ်။အလဲမှာဟုတ်တယ်နော်။လက်မြောက်ထားရတဲ့အဖွဲ့ရှိနေတတ်တယ်။အတင်းတော်မှာလည်းထွန်းနေလောက်ပဲ။ဖျားရှိမှလက်မြောက်ပေးတဲ့အဖွဲ့ရှိနေတတ်တယ်။ကောင်းပါတယ်။ဘာကြောင့်လဲ။ယုံကြည်ခြင်းတိုင်းလွားကိုအပေါ်မှာခြင်ထားပေးတာ။တချို့တွေဒူးထောက်နေရတဲ့အချိန်ရှိတယ်။ပါပုံဆောင်တာလေဒူးထောက်ခြင်းအဖြစ်လေပါဝင်နေတယ်နှိမ်ချခြင်းအဖြစ်လေတိုင်းလွားကင်ထားတယ်ရန်သူမလာဘူး ဒီထဲမှာလူပိုတရားမှမရှိအောင်လူပိုရှိနေလို့မရအောင်။အော်ငါသူများကာထားတဲ့အေးစေးနေလိုက်အောင်မရအောင်။တင့်နေရာမှာလွတ်နေပါ။တင့်နေရာမှာလွတ်ရင်တင်မဲ့အရင်ဆုံးထိပါ။တင်ထိပြီးရင်တခြားလူတွေထိပါမှာ။အဲဒါအလဲမှာရှိတဲ့သူလည်းဂိုင်နာဖို့လိုတယ်။ပြီးမှရှိတဲ့လူလည်းထောင်နာဖို့လိုတယ်။ရှေ့မှာရှိတဲ့လူလည်းဒူးထောက်ပြီးတော့ကာကွယ်ထားဖို့လိုတယ်။ ကျွန်တော်တို့တွေခွဲပြားနေလို့မရဘူး။ကွဲပြားနေတဲ့အခါမှာကောင်းကြီးမဖြစ်ဘူး။ယုံကြည်ခြင်းခီလာအားလုံးကဘုရားဘုန်းတော်ထင်ရှားဖို့ပဲ။ဒီနေ့ဘုရားဘုန်းတော်ထင်ရှားဖို့ဘုရားကလေသင်ကိုယုံကြည်ခြင်းဆန်းစစ်တယ်။အာဗြဟံဆိုလည်းပြောစရာရှိသွားတယ်။ဒီသားလေးကိုလေငါတတ်တော်မယ်လို့တဲ့အချိန်မှာဘုရားငါ့ကိုတားတယ်။တားတဲ့အပြင်ကိုဂျုံညိနေတဲ့သိုးလေးကိုပြင်ဆင်ထားပေးတယ်။ဘုရားတကယ်မယူဘူး။အဲ့ဒီကနေသားစဉ်မျိုးစအများကြီးပွားများလာစေတယ်။ သက်တည်ရသွားတယ်။ရှာဒရက်မေရှက်ဘယ်နီဒီကိုဘာပြောမယ်ထင်လဲ။သူတို့တော့ပြောစရာအထွေထူးမရှိဘူး။နေဘုတ်ကနေစာဝါကိုပြောလိုက်တာ။ရှာဒရက်မေရှက်အဘယ်ဒနီကိုကိုးကွယ်တဲ့ဖျားဟုတ်ပဲ။အားလုံးကိုးကွယ်ရမယ်။မကိုးကွယ်မိတဲ့ချမယ်။ဝေါ။အဲဒီလိုမျိုးအဖြေရဖို့ကလေ။သင်သစ္စာရှိဖို့လိုအဖျားဟုတ်။ပြက်ပြက်တတယုံကြည်ခြင်းပါလေ။တိုင်းလောကရာဖို့လိုတယ်။အာမင်။တခြားလူမဟုတ်ဘူး။သင်ကိုယ်ကွယ်ကနေတာအမြင့်ဆုံးသောသာရဖျား။ ငိုက်မီအိတ်ပြောခြင်းမရှိဘူး။တင်းရဲ့လက်ရဖက်မှာလူတစ်ထောင်လက်ဝဲဖက်မှာလူတောင်းလဲတော်လဲသင်ကိုမထင်မှားရအောင်။ဖယားဟာငါရဲ့အကွယ်ကဖြစ်တယ်လို့သိတဲ့လူတွေကတချင်းဆိုပြီးကြီးမွမ်းတယ်။ဖယားဟာငါရဲ့အကွယ်ကဖြစ်တယ်လို့သိတဲ့လူကဖြောက်မတ်စွာကျင်တယ်။ဖယားဟာငါရဲ့အကွယ်ကဖြစ်တယ်လို့သိတဲ့သူကဖယားစကားကိုနားထောင်တယ်။ဖယားဟာကျွန်တော်ရဲ့ဒိုင်းလွားဖြစ်တယ်၊ကျမရဲ့ဒိုင်းလွားဖြစ်တယ်လို့သိတဲ့လူကအဲ့ဒီဒိုင်းလွားကိုအမြဲတမ်းမှားထားတယ်။ကိုတယောက်ထဲအတွက်လားမဟုတ်ဘူး။ညီကိုတွေသဘောတူခြင်းနဲ့ပေါင်းဖော်တယ်။